အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့တာရစ်ဆရာထွန်းနေနွယ်ရေးသားထားတဲ့သေးယုံတို့အလဲသွားခြင်း ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်နားဆင်ခံစားအားပေးကြပါအောင်ရှင်သေးယုံတို့အလဲသွားခြင်းကိုရင်မောင်နဲ့မအေးသွဲတို့အိမ်နောက်ကြခဲ့တဲ့မှာတလနေပါမျှသာကြပေးသေးတယ်ကိုရင်မောင် လူပြိုးဘွားကလေးကပင်မအေးသွဲနဲ့လက်ထပ်ပေးပါက မျိုးတို့ပြောင်းကအတက်မွေးဝမ်းကြောင်းဖြစ်သောတပင်ညက်သမားအဖြစ်လောကရန်ရည်ရွယ်ထားပြီးဖြစ်တယ်။မျိုးတွင်တပင်ညက်ဆိုင်လုပ်ငန်းကလေးဖြစ်စီးပွားလမ်းဖြောင်းနေသောတငယ်ချင်းဖြစ်သူလှအေးထံမှလည်းသူနှင့်အတူလာရောက်လောကရန်မှားကြားစွာရထားပြီးဖြစ်၍ညစဉ်ညတိုင်းလိုပင်နောင်ရင်းကိုတွေး၍ပီတိဖြစ်နေရှာခဲ့တယ်။တောတွင်နေရသည်မှာလဲခေတ်ကမကောင်း၍ ပြည်လန့်စာစားဘွားနဲ့တူလာတယ်။ပြည်တွင်းစစ်ကြောင်းရွာများပြာပုံဖြစ်ခဲ့ရသည့်နောက်ပိုင်းနေမနေရညမအိပ်ဝင်လောကနှင့်ကြုံရလေသောကိုရင်မောင်တို့ဇနီးမောင်နှံမှာပြန်ဖန်ကုတ်ကတ်၍မနေနိုင်တော့သည့်နောက်ဆုံးတွင် မွေးရက်မြေတော့ရွာကလေးမှရွှေမြို့တော်ရန်ကုန်စီသို့ပြောင်းရွှေ့၍လာခဲ့ရပြီတော့တယ်။တေးရွာမပြောင်းသူကောင်းမပြဲဆိုသောသကယ်ပုံကိုလည်းဥနောက်ထဲတွင်စွဲမြဲထားသူမို့ ဇိုးအတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ရကရန်ကုန်ရောက်လျင်ရောက်ချင်းတငယ်ချင်းလာအေးဤစံတဌာနသို့ဝင်ရောက်ခါအလုံလုံလေတော့တယ်လာအေးမှာတရွာတဲ့တာတကြောင်နဲ့ထွက်တငယ်ချင်းဖြစ်သူမို့ကိုရင်မောက်အားသူဆိုင်တွင်နေစားစံတသမအဖြစ်လုပ်ကန်စေခဲ့တယ်ရောက်စားရက်ကဆိုလျင် လာအေးဤအိမ်၌ပင်ခိတ္တနေထိုင်ကြပြီတလားမြကြာတော့အခါ အင်းရကံမောင်ကိုကြော်ပြူ၍စောက်ထားသောတကယ်မောဝါတရံကသုံးခန်းတွင်အိမ်ငယ်ကလေးတစ်ခုမှအခန်းငယ်ကလေးတစ်ခန်းကိုသဘောငွေ60တင်၍တလားလျင်အိမ်လာက20အသက်ပြားပေး၍ငားရမ်းနေကြရလေတဲ့ညစာစနီးမောင်နဲ့အဖို့မျိုးတို့ရောက်လာလေတော့မှပင်အသက်ရှူဖြောင်းကြရပါတယ်တင်းငွေတွေတပတ်လျင်တင်းနာနေတိုင်းစိုင်းပိတ်တီမှာရန်ကုန်ရှိ တန်တဌာနာရ၏ဒလေဖြစ်ရာထိုကဲ့သို့သောတင်းနာနှင့်အလုအားသောရင်များတွင်ကိုရင်မောင်ကသနီးတဲ့ကလေးမအေးသွဲအားဘိုင်းစကုပ်လိုက်၍ပြားတယ်။တခါတည်းရန်တော့လေမအေးသွဲမရဘူးတဲ့သည့်ကံတော်ကြီးတလေဆန်ယုံကပအေးဖျားရန်ကုန်စိတ်ကန်းအဆရှိသည်များအပြင်တင်ကြီးစေးနှင့်ရေစာညာစေးတစ်ယောက်ကတင်းနာနေတိုင်းလိုလိုပင် နိုင်လံပို့ပေးခဲ့လေတယ်။တညတွင်အေးအေးဆေးဆေးလင်မယားနှစ်ယောက်ခြေဟောင်းနောက်ဖြစ်များကိုတကားလက်ဆောင်ကြာရင်နဲ့ကိုရင်မောင်ကစာရွေမေးလာတယ်။ဟဲ့အသွဲမင်းရန်ကုန်မှာပြောရက်လားကွာ။မအေးသွဲသည် သူ့လင်တော်မအားပြုံး၍ကြည်ရင်နေ။ပြောတာပေါ့ကိုရင်ရဲ့တော့မှနေရတာနဲ့ဘာမှမဆိုင်ဘူးတကြစီပဲ။အေးကွာတော့မှနေရတာ တပုံကြောက်ရဓမြကြောက်ရနေမအေးသွဲကကိုရင်မောင်စကားကို သဘောကျသွားသဖြင့်အတန်များထွက်အောင်ပင်ရဲလိုက်မိတယ်။နောက်တော့မှဒါပေမဲ့ကိုရက်ကိုမြေကိုတော့မမေ့ဘူးရှင်ရင်ခေကာလာမကောင်းလို့သာမြို့တက်ခိုးရတာအေးအေးချမ်းချမ်းနဲ့သာဆိုရင်တောမှာပဲလဲလောက်စားခြင်းနဲ့တောကိုသတိရနေချသည်ဇနီးတဲ့အားကျွန်းကျွန်းဆဆကြည့်ရင်ကိုရင်မောင်က တောက်တစ်ချက်ခေါလိုက်ပြီဟဲ့တောမှာတော့အခုလိုခါမျိုးမှာပြက်သားနေတိုင်းစားနေရရင်တော့မနေနိုင်တော့ဘူးရန်ကုန်မှာပဲတိတ်အေးလက်အေးနဲ့ငပိချက်ပဲစားနေတော့မယ်ကွာ အလုတ်ကိုစူးစားလို့မယ်ပက်ဆန်စူးစားရှာမယ်တနေ့တော့အောင်မြင်ရမပေါ်ကွာဟိုကြုံဝါလိုက်လေတရက်မှတလတလမှနှစ်လသုံးလေးလမျှပင်ကြာခဲ့တယ်မအေးသွဲသည်သူတို့အိမ်ရှိတွင် တိုလီမိုလီဈေးဆိုင်ကလေးတစ်ခုဖွင့်၍အမြတ်အစွန်ကလေးများရအောင်တဖက်တလန်းမှာစီဝါရှာတဲ့အိမ်နီးပါနာမှာစားစရာမုတ်ပဲတေးစားကလေးများတလေမိချင်းနဲ့အခြားအသေးအဖွဲ အလှကောင်ပစ္စည်းကလေးများကို လာရောက်ဝဲကြချမ်းကြရင်းနဲ့တိုင်ကလေးမှာတစားတဲ့တစားပုံသေးကုံပွဲကလေးများ အတော်ကလေးစုံစုံလင်လင် ရှိလာခဲ့တယ် ။လင်းယောက်ျားကသပင်းညှက်၍ဇနီးမယားကဈေးဆိုင်ထွက်ကားဖြင့်သူတို့၏အိမ်တော်ရေးမှပျော်ရွှင်စရာကလေးဖြစ်၍နေတယ်။တခါတလေကိုရင်မအလုံးမအပြန်ကြားခဲ့ရသောသူတို့မွေးရမြင်မှတပုံတကံသတင်းဆိုးများကို ကြားရပြန်သောအခါဂျွာတွင်ကြန့်ရှိခဲ့သည့်ဆွေမျိုးသားချင်းများအတွေ့စိတ်မကောင်းဖြစ်ရပြန်တယ်။တိမ်လုံးတွင် လင်းနှင့်မယားနှစ်ယောက်မှလွဲ၍အခြားလူကိုလည်းမရှိ တိုးတိုးပေါ်ဟိုရွယ်လဲကြောင်ကလေးခွေးကလေးများပင်မရှိလေသည်မို့ကိုရင်မောင်အလုသွားလျင်မအေးသွယ်ကဈေးဆိုင်ထွက်ရင် ထမင်းဟင်ချက်ပြော၍ကိုရင်မောင်အလုကပြန်လျင်လင်မယားနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်၍ထမင်းမြိန်စားရင်သူတို့ဘဝကိုသူတို့ပြောနေခဲ့ကြတယ်တညနေတွင် ကိုရင်မောင်သည်သူ၏ခြေကုံမှာအနာကိုလက်ဖြင့်ဖြစ်ကြည့်ရင် အနှင်းငယ်ညီးမိတယ် တနည်းတွေကအနာတို့ရောက်လာပြီးမေတော်မှာ မနေ့ကကက်ကြီးလွတ်ကြရင်သူကြောက်ပေါ်ကက်ကြီးစူးသွားကြောင်းပြောပြမိတယ်။မအေးတွေကအခုဘယ်နဲ့နေသေးတယ်လဲ။သိမလို့ဘူးလား။ဒီမှာဘာလို့ပြရမလဲ။ဘာစေးထင်ကောင်းမလဲ။စသဖြင့်မိခွန်းတွေဇက်တိုက်ထုတ်လိုက်လေတယ်။ကိုရင်မောင်ကမို့တနည်းတွေစိတ်ပူသွားမှရိတ်စားမိ၍ကိစ္စမရှိပါဘူးအသွေးဟာတက်တာသွားပါပြီဟို ပြုံး၍အပြေးပေးလိုက်တယ်။နောက်တနေ့ကိုရင်မောင်အလောက်ကပြန်လာတယ်။တော့မှသူ့ရောက်ဖာဖြစ်သူတေဆုံးသွား၍အမြန်လာခဲ့ပါရန်မှာကြားချောင်းစာကိုမအေးသွေဖတ်ရသဖြင့်အတော်ပင်စိတ်ထိခိုက်၍သွားလေတယ်။တော့မှအတုပအတွက်လင်မယားနှစ်ယောက်တိုင်ပင်ပြီးကိုရင်မောင်အလုလုသောစံတဌာနတွင် ဖွင့်တောင်းကခိတပြန်ခဲ့ကြလေတယ်။ ရောက်ပါဖြစ်သူ၏အတုပါမို့မပြန်လျင်လည်းမဖြစ်တော့သည့်အတွေ့မပြန်လိုလာသောတောရွာသို့မပြန်ချင်းပြန်ချင်းဖြင့်ပြန်လာခဲ့ရသည်။ရွာ၏အခြေအနေတွေမှာလည်းပြောင်းလဲ၍နေသည်။ရွာသားများမှလည်းပိုစင်ကားလိုတိုးနေတအိုးညီရင်းအကိုစိန်များမရှိတော့ပဲတယောက်ကိုတယောက်ဆက်ဆံပြောဆိုကြပုံများမှလည်းရင်းမှခက်ထန်ကြသည်ကို တွေ့ရကြားရသိရပြန်သောအခါတောမှာ မြ мян ပြန်ကျစိတ်ပေါ်ရလာလေတယ်။သူနဲ့အတုပကိစ္စပြီး၍နောက်နေ့ရဲ့အကြာတွင်မြို့တော်သို့ပြန်၍လက်ခဲရလေတယ်။မြို့သို့ရောက်တော့မှပင် အသက်ရှူကဖြောင်းခဲ့ရလေတယ်။ကျတော့မှကက်ကြီးစုမိတိတန်ကမြို့သို့ပြန်ရောက်လေတော့မှသခန်းထလေတော့တယ်။ကနေဦးအစကခက်ပေါ်ပေါ်ပင် နေခဲ့သည်ကတကြ။အစအတော့ကလည်းမရှာ။တော့သို့ပြန်စင် ခကြီးလမ်းကျန်းတီကတသွေညော့နဲ့များမိခဲ့လေတီကတဖုံမို့ခြေကုံမအစာခြေတလုံးတစ်ခုလုံးရောက်ကဒူးစိအထိပင်ကြိုက်ခဲလာတော့ကြောင့်အလုတ်ပင်မစင်းနိုင်တော့သည့်အခြေသို့တိုင်ခဲ့ရလေတယ်ပရမတော်မအေးတွေကိုယ်တိုင်အိမ်နီးချင်းများထံမှ အကြံပေးသည့်အတိုင်မြမာလင်းစေးများညော့ကန်စေးများဖြင့်ပြုစုရှာတယ်အချို့ကလည်းအနာပေါင်းဆရာကို ပြင်း၍ပြတ်သားရန်ပြောတယ်။ဒီကြားထဲတွင်ပြောကတက်ဝင်ယုံကြည်သူများကလည်းပြောကဆရာကိုပြတ်သားကုသရန် အကြံပေးကြတယ်။ဒီလိုနဲ့ပင်ဟိုဟာကောင်းနုံနုံဒီဟာကောင်းနုံနုံဖြစ်ကိုရမောင်၏အနာမှာရဲအနှဲငယ်ကြတော့အခါပေါင်လေအထိပင် ရောင်ရမ်း၍လာတော့တယ်။ညတွင်လည်းအနာကကပ်၍တညာလုံးအိပ်ဖဲအော်နေခဲ့ရသည်မို့ နောက်တနေ့မနေ့မိုးအလင်းတွင်မအေးသွယ်ကိုတိုင်းကိုရင်မောက်တငယ်ချင်းသပင်ညှက်ဆိုင်ပိုင်ရှင်ကိုလာအေးထန်သွား၍အကူအညီတောင်းရတော့တယ်ကိုလာအေးသည်ဗရမကနအိုကိုရင်မောက်ခွင့်ယူစဉ်ကအနာမာအဖရိကမဖြစ်လောက်ဟိုထင်နေကြရမှာယခုမအေးသွယ်လာရောက်ပြောတော့မှာပဲတငယ်ချင်းဖြစ်သူဤအနာမာမသေးလာကြောင်ရိတ်စားမိပြီကိုယ်တိုင်လက်ရွေ့ကြည့်မိတော့တယ် ရောက်လျင်ရောက်ချင်းအသာကလေးမှိနေသောကိုရမောင်ကြီးခြေတော်ကိုကြည့်မိတယ်။လမ်းတွင်မအေးတွေကပျော်ပြခဲ့၍မြည်သည့်ဆေးများလင်းကြောင်တိထားပြီးဖြစ်တယ်။သူကြည့်နေစင်မှာပင်ခြေတော်မှကပ်၍အမလေးပြားနားလာကြည့်ရဲ့အမလေးဟုညီရင်ညီသွားသောကိုရမောင်အားဟဲ့ဖိုးရင်ကဲစိတ်ုံသွားမှဖြစ်မယ်တငယ်ချင်းငါမြင်းလဲသွားခေါ်အောင် မင်းတို့စိတ်ယုံသွားဖို့အစင်းနဲ့လောက်တာကျွန်တော်မြင်လဲခေါ်ခဲ့မယ်ဟိုဆိုကပိုလာအေးသည်မအေးတွယ်အားလှမ်းရွေမာရင်လမ်းစုံမြင်လဲဂိတ်တို့ထွက်ခဲ့တယ်စိတ်ယုံတို့ရောက်လျက်ရောက်ချင်းတက်ဆိုင်ရာဆရာတော်မတစင်စိတ်ယုံကြီးတို့တက်ရောက်ကိုသားရန် အခွင့်ရသည်ဖြင့်ကိုရင်မောက်အားစိတ်ယုံကြီးအပေါ်ရတ်တို့ထန်းစင်ဖြင့်ခေါ်ဆောင်သွားလေတယ်မအေးတွယ်မှာတကားဘုံညာ ေးယုံတို့မရောက်ဖို့ဒီကားတကြောင်လင်းဖြစ်တို့ဤညဉ့်ညူတန်းများကိုကြာရသပြေလကောင်စိတ်ထဲတွင်ကြောက်တလိုလိုဖြစ်ကရင်တွေလဲတုံ၍နေလေတယ်ကိုလာအေးသည်တရားဝန်ပြောပြချက်ကိုမအေးတွေအားပြန်ပြောရကောင်းလိမ့်မည်လားမပြောဘဲနေရကောင်းလိမ့်မည်လားဟုဒွိဟဖြစ်၍နေမိတယ်မပြောဘဲနေ၍လဲဖြစ်အံ့မထင်၍မအေးတွေအား ခေတ္တာစေယုံခန်းအပြင်ဘက်သို့ခေါ်ခဲ့ပြီးကဲမအေးသွေးဘာမှတော့စိတ်မကောင်းဖြစ်နေဟုတ်လားအခုကျုပ်တို့စေယုံလာခဲ့ကြတာအချိန်မီသေးတယ်ဒါပေမဲ့သူ့အနာကသက်စောစောပိုင်းကဂယုမဆိုင်ပဲပြစ်စလက်ခံနေခဲ့လို့ကိုလာအေးသည်မအေးသွဲဤမျက်နှာကိုအကဲခတ်လိုက်ရင်တကားကို မဆက်သေးပဲနေရ။အင်းအခုတော့မအေးသွဲကအာကိုတခုဖြင့်မေးလေပြီမို့ တကားကိုဆက်ရပြန်တော့တယ်။အဲ့ဒါအခုတော့သူ့အနာကအစိတ်ဖြစ်ပြီးရိုးရင်းချင်းစီလှိုက်သွားတာ။ဒူးကနေပေါင်းအခုဆိုရင်ပေါင်လဲကပေါင်ရင်းကိုရောက်တော့မယ်။အဲ့ဒါကိုဆရာဝန်ကပေါင်ရင်းကနေပြီးဖြတ်ပြစ်မှသူ့အတွက်အသက်ချမ်းသာရရမယ်လို့ပြောတယ်။ဒီတော့ကျွန်တော်အနေနဲ့ဆရာဝန်ပြောတဲ့အတိုင်းလုပ်ချင်တယ်။ခင်ဗျားသဘောပေါက်ဘယ်နဲ့လဲ။မအေးသွေကမျက်နှာကို လဝါအုပ်ရငိုချလိုက်လေတယ်။ကိုလာအေးမှလည်းမအေးသွယ်အားတနာသွားတယ်။နောက်တော့မှကဲမအေးသွယ်အဲ့ဒါသဘောတူရင် ခမရလက်မှတ်ထိုးရမှာအချိန်လည်းတိတ်မရဘူး။ဒီတော့ဆရာတော်ပြောတဲ့အတိုင်းစီစဉ်ကြရအောင်။မအေးသွယ်သည်အင်းကြီးလက်မောင်းစားကလေးဖြင့်မျက်ရည်များကိုတုံရင်မပြတ်လို့မဖြစ်ဘူးလားကိုလာအေးရဲ့။ဟမ်မဖြစ်ဘူးမအေးသွယ်ရဲ့။ဒီနေရာကမှခုနေမလို့ရင် ကြားတဲ့ကြာလာတော့တခုလုံးဟာအချိန်နေဆိုလာမယ်ဗျဒီတော့ဗျာကိုလာကြီးပြောစကားကို နားလည်လိုက်ပြီးဖြည်းဖြည်းမအေးတွေကသဘောတူလိုက်ရလေတယ်ကိုရမအတွေ့ပြောင်းဝပြောပြညွှန်ကြားတဲ့အတိုင်းမအေးတွေကိုတိုင်းလက်မှန်ရေးထိုးပေးလင်းကိုလာအေးမှလည်းမအေးတွေမျက်နှာငယ်နေမည်ဆို၍ကျွန်တော်ကိစ္စအလုံးပြီးမှပဲပြန်ပဲဗျာဘာမှစိတ်ပူမနေပါနဲ့မအေးတွေရဲ့ ငုံမရပါနဲ့ဗျာဒီလိုမှမလို့ရင် မဖြစ်တော့တာမဟုတ်ပါမအေးသွယ်မှာမငုံမိရန်အတန်တန်ချုပ်ထိန်ထားတော့လေမရတော့သေးနောက်ဆုံးကြလာတော့မျက်ရည်ပူများကိုအင်းကြီးစားကလေးဖြစ်တုံးမိတယ်ကိုရင်မောက်အားတက်ဆိုင်ရာတာဝန်ကျဆရာဝန်ဆရာမများက ဖွဲ့စိတ်ခံရှိရတော့ခေါ်ဆောင်သွားပြီဖြစ်ရာကိုလာအင်းနဲ့မအေးသွယ်မှာ၎င်းအခန်းကြီးဤအပြည့်ဘက်တနေရာ၌ ုံတန်းတွင်ရင်တထိတ်ထိတ်ဖြင့်တောက်နေကြလေတယ်။မအေးသွဲမှလည်းကိုရမောက်အတွေ့တူတူတိတ်တိတ်ကြည့်၍ဆူတောင်းနေမိတယ်။ကိုလာ၏အဖို့မှမပြန်ကောင်းထောက်မှ၍သာရခုကဲ့သို့စိုက်ဆိုင်မြဲမြိုင်ဖွဲ့စိတ်ကိုတာတော်နေ။ Operation Day နေ့ကြုံတွေ့ရခြင်းကိုစိတ်ထဲမှဆူတောင်းပြည့်သည်ဟုထင်နေမိတယ်။အကယ်၍သာ Operation Day နေ့မကြုံခဲ့ပါမော။ ကိုရင်မအဖို့ထိုရက်ကြုံရန်တရက်တန်သည်နှစ်ရက်တန်သည်စောင့်နေရပါလိမ့်။ပိုး၍ပင်ဒုက္ခရောက်မည်ဖြစ်ကြောင်းကောင်းကောင်းကြီးတွေးမြင်မိတော်ရယ်။ဖရာတကြမလို့ချောချောမောမောဖြစ်ပါစေဗျာ။စိတ်ထဲမှာဤသို့ပင်တငယ်ချင်းအတွေ့စူတောင်းမည်။မအေးသွဲမှာငြင်းချသားကောင်းလာရယ်။သူမြေလုံးအစုံမှာ အခန်းကြီးဤတကားဝစီတို့သာ စူးစား၍ကြည်နေတယ်။ ညင်၍ထိုင်နေသည်မှာလဲကြောက်ရွံ့ပကလေးအတိုင်းပင်တာဝန်ကျဆရာဝန်ဆရာမများ၏တနည်းတကြစီမံပေးမှုဖြင့်ကိုရင်မောင်မှသက်ယုံကြည်၏တန်ကရင်ပေါ်တွင် မပြေသေးသော မေဆေး၏အချိန်ဖြင့်ညင်သက်စွာဒဲလျောင်းလျက်ရှိလျက်နေ့လယ်၁၂နာရီခွဲခန့်ပင် ရှိလျပြီဖြစ်ရာဆရာမကလေး၏ပြောကြားချက်အရတနားရီကြော်ကြော်လောက်တွင်သတိရလာမည်ဖြစ်ကြောင်းသိရှိရ၍ကိုလာအင်းနှင့် မအေးသွဲနှစ်ယောက်စလုံးပဲလူနာဤကလေးနှင့်မနီးမဝဲတွင်ထား၍နေကြတယ်။ထမင်းစာရမှန်လည်းမသိလူနာဤအောက်ပိုင်းတစ်ခုလုံးကိုခါမှနေ၍ခြေပြားအထိတနည်းတကြားစောင်းဖြည့်ဖုံးအုပ်ထားသောကြောင့်လေလူနာကိုရင်မောင်မှာတာမန်အိပ်ပျော်နေသောသူတို့အုံးနှင့်တူ၍နေလေတယ်။အချိန်ပင်ညံ့ညံ့ကုန်ပါစေတော့ဟုစိတ်ထဲကကြေ၍စူတောင်းနေသူမှာမအေးသွဲဖြစ်လေတယ်။ ကိုလာအေးမှလည်းဘာမှမပြောနိုင်တယောက်တည်းဘုတ်တော်ကလေးထိုင်ရင်မအေးသွဲအားအားငယ်နေမည်ဆို၍မပြန်သေးပဲစောင့်နေကြတယ်တခါတခါတွင်လည်းလူနာကလေးနားသို့ကတ်သွားလိုက်အခန်းအပြင်သို့ထွက်လိုက်နေသိတော့ကများနေရှာတော့မအေးသွဲမှာတနာစရာကောင်းလာတော့တယ်တောင်းကြဆရာမကလေးတအိုလူနာကြီးကလေးဘေးမှာကြေကနေဖြတ်သွားသည်ကို မြင်လိုက်ရ၍ အတော်ကလေးဂရင်းနာစီတို့ပြေးလာမိခဲ့တယ်။အချိန်မှာနေ့လေတနာရီမိနစ်40များရှိပြီဖြစ်ရာမေဈေးမှာပြေစပြုတ်လာပြီဖြစ်ပေမအေးသွဲသည်ကိုလာအေးကိုခေါ်၍တရားမအားတွားအကြောင်းကြားပေးရန်ပြောလိုက်မိတယ်။မအေးသွဲမှာကိုရမကိုစိုက်ကြည့်ရင်အကဲခံနေမိတယ်။တဖြည်းဖြည်းမေဈေးပြေလို့လို့ဖြစ်လာပြီမို့တရားမရောက်လာမိအချိန်ကိုပင် အာကိုတခုနဲ့စောင့်နေတော့မအေးသွဲမှာအားမလို့အားမရဖြစ်ချင်းမကိုင်မိလက်မကိုင်မိဖြစ်နေကြတယ်။လုံကြီးပြားဝဲဆီယမကြီးတအိုးနဲ့လုံကြီးအနီဝစ်ထားသောဆီယမကလေးတအိုးသည်ဂရေအနီသို့ရောက်လာတယ်။ဂရေထက်မှပက်လက်ကလေးဖြစ်နေသောကိုရင်မောင်သည်သူ၏ညာလက်ဖြင့်ပေါင်စီသို့ဆက်အကြည့်လိုက်တွင်ဟင်အိုးငိမ့်ငိမ့်လေးအောင်လေဆီယမနှစ်ယောက်စလုံး၏ သတိပေးတံကနောက်ကျသွားခဲ့လေတယ်။လူနာသည်ပွင့်ထားသောမျက်စိနှလုံးစလုံးပြန်၍ဆုံးမေ့သွားပြီ။အယုတ်ကျိုးပြတ်သည့်ပမာငြိမ်သက်၍သွားလေတော့တယ်။ကနေဦးကတက်တက်မတ်မတ်ဖြစ်နေသောဥကောင်းမှလည်းတစ်ဖက်သို့စောင်း၍ကြာသွားတယ်။တရားမနှစ်ယောက်အနေလုံးကြီးပြဝဲတရားမကြီးထွက်သွားပြီးခဏများအကြာတွင်တာဝန်ကျဆရာဝန်တို့ရောက်လာတယ်။နှကြက်ဖြင့်ဆန့်သက်ကြည့်ရှုပြီးလျှင် တရားမနှအိုးအားအင်္ဂလိပ်လို အမိန်ပေးလိုက်လေအနာတွင်ရရွေ့နေသော ကိုလာအေးသည်တရားဝန်နှင့်တရားမများ၏ယင်းရိပ်မင်းကလေးကို ကြည့်ပြီးစိတ်လက်မကောင်းစွာဖြင့်အပြင်းသို့ထွက်လာခဲ့သည်မအေးသွဲသည် သူ၏နာဝသို့တူတူကလေးကက်ပြီးပြောသွားသောတရားမကလေး၏စကားကို ကြားလျင်ကြားချင်းပရင်ဘေးတွင် မတ်တက်ရနေရမှဘုံကနေလဲကျသွားလေသည်ကိုရင်မောက်အားထန်းစဉ်ဖြင့် ရေခဲတိုက်သို့ယူသွားခြင်းတွင်တတိမိနေသောမအေးသွေအားကြာမာကလေးများနှင့်ကိုလာအေရိုကဝိုင်းဝန်းပြုစုရင်းနှစ်သိပ်စကားပြောကြား၍နေလေတယ်။တတိရလာသောမအေးသွေသည်ကိုလာအေး၏ခြေထောက်ကိုဖယ်၍ကိုလာအေးရေကိုရင်မောက်ဖြစ်ပုံကောင်းသေးရဲ့လားကြည့်ပါအောင်ဟိုအာရပါရပြောရင်ငိုချလိုက်လေကိုလာအေးကမို့မအေးသွေအားတရားနေပြရန် ။နောင်ရည်အတွက်အစစအရာရာအားငယ်မှုမရှိစေရန်နှင့်ကိုရင်မောင်အာတုဘအတွက်အားလုံးတောင်းဝန်ယူ၍စီစဉ်ပေးမိအကြောင်းများကိုအားပေးစကားပြောမိလေ။လူသေးများထားရာ ရေခဲတိုင်မှအထွက်တွင်မအေးသွဲသည်ကိုရင်မောင်အတွက်ရင်ထုမနာဖြစ်ကားအားရပါရကြီးအော်၍ငိုချလိုက်သည်ဖြင့်ငိုတမ်းမှာပတ်ဝန်းကျင်သို့ပြန့်လွင်၍သွားလေတော့တယ်။ သေးုံကို အလဲသွားတာလားကိုရင်မောင်ရဲ့